ချမ်းပါရှင်ခေတ္တန်ဖန်မနာတောတာဆင်သူများနဲ့ဂရင်းနီပြည်သူပြည်သားများအားလုံးဘေးရန်ကင်းကွာပြီးကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်ဒီနေ့မီလာ၁၄ရက်ဗုဒ္ဓဟူးနေ့ညပိုင်းခေတ္တန်ဖန်မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးပါရမယ်ဒီနေ့အစီအစဉ်ကိုတော့ကျမမောင်ညားမကတာဝန်ယူတင်ဆက်ပေးသွားပါမယ်ရှင် မှာနားဆင်ရမှာကတော့ကလေးနဲ့အယက်သားပြည်သူတွေကိုကာကွယ်ဆောက်ရှောက်တဲ့အနာဂတ်ပြည်တော်စုကာကွယ်ရေးသက်ပေါ်ပေါက်လာဖို့ကြိုးပမ်းရမယ်လို့ KNDF ကတိုက်တွန်းလိုက်ပါတယ်။မော်ချီဒေတာကိုစစ်ကောင်စီက၅ချိန်မြောက်ထမှန်ဘုံကျဲခဲ့ပါတယ်။အဲ့ဒီအတွက်အယက်သားထိခိုက်မှုတွေရှိခဲ့ပါတယ်။မော်ချီမှာတော့ Starlink Wi-Fi ဆက်သိမ်းဆည်းမှုအပေါ် KNDF လိုဂိုဒီဇိုင်းနဲ့ထုတ်ပြန်တာဟာထုတ်ပြန်ချက်အတူတာဖြစ်တယ်လို့ဆိုပါတယ်။ ညောင်ရွှေမြို့နယ်ကချေးရွာအတွင်ကိုစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်နေအိမ်တလုံးနဲ့ဖုံးကြီးချောင်းပြက်စီးမှုရှိခဲ့ပါတယ်။ဒီသတင်းတွေအပါအဝင်မိုးလေဝသသတင်းတွေနဲ့ဒေသအတွင်းသတင်းတွေကိုနားဆင်ကြရမှာပါ။အဲဒီနောက်မှာတော့ခရူဆိုမြို့နယ်အနောက်ချမ်းဟိုယာချေးရွာမှာရောင်းချပေးနေတဲ့ကုံစင်းနှုတ်သတင်းအပတ်စဉ်ဗုဒ္ဓဟူးနေ့မှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့သုဒအပြားပြအစီအစဉ်ကနေပြီး မုတ်တုံရာတီမာတတိပြုတင်တီများဆိုတဲ့အကြောင်းကိုလည်းထုတ်လွှင့်ပေးသွားပါမယ်။အခုအရင်ဆုံးတော့ကင်ဒရဝတီထမ်းမြေတည်င်းတွေကိုနားဆင်ကြရမှာပါ။တော်လရင်တပတ်တွေအနေနဲ့မြန်မာတိုင်းငယ်လုံးမှာရှိတဲ့အရက်သားပြည်သူတွေနဲ့ကလေးသူငယ်တွေကိုကာကွယ်စောင့်ရှောက်တဲ့ အနာဂတ်ပြည်ထောင်စုကာကွယ်ရေးတပ်တရက်ပေါ်ပေါက်ရေးကိုကျူပန်ချရမယ်လို့ Greeny အမျိုးသားများ ကာကွယ်ရေးတပ် KNDF ကတိုက်တွန်းလိုက်ပါတယ်။ စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထိန်သွင်းကျေးရွာမှာရှိတဲ့စာတင်ကျောင်းကိုလေကျောင်းပုတ်ချဲတိုက်ခိုက်မှုကြောင့်ကျောင်းဆရာမကျောင်းသူကျောင်းသားကလေးငယ်တိဆုံးမှုဖြစ်စဉ်အပါအဝင်စာတင်ကျောင်းနဲ့အရက်သားပြည်သူတွေကိုစစ်ကောင်စီကတပ်ဖြတ်ကျူးလွန်နေတဲ့အပေါ်မှာမနေ့ကမေလ17ရက်နေ့မှာ KNDF ကတဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလူအခွင့်အရေးဆရာဝန်ကြီးဌာနရဲ့စည်ရင်းအရာ ဦးထိန်သွင်းကြီးရွာကစာတင်ကြောင်းကိုပုံကျဲတိုက်ခတ်မှုကြောင့်တိဆုံးသူ22ဦးရှိပြီးထိခိုက်ဒဏ်ရာရတဲ့သူက40ကျော်ရှိတယ်လို့ပြောပါရတယ်။အဲ့ဒီထဲမှာတော့အမျိုးသမီး18ဦးအမျိုးသား5ဦးတိဆုံးခဲ့ပြီးတိဆုံးသူတွေထဲမှာတော့အသက်အငယ်ဆုံးကအသက်9နှစ်ဖြစ်ပါရတယ်။မြန်မာနိုင်ငံတဝမ်းမှာတော့စစ်ရေးပြင်းမဲ့မဟုတ်တဲ့စာတင်ကြောင်းတွေအရက်သားပြည်သူတွေရှိတဲ့နေရာတွေကိုအခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင်အရက်သားထိခိုက်သေဆုံးမှုတွေကများပြားနေပါတယ်။စစ်ကောင်စီကျူးလွန်တဲ့ဖြစ်ရပ်တွေကိုတက်တဲ့အဖြစ်သိမ်းဆီးထားပြီးကျူးလွန်တဲ့သူတွေအားလုံးကိုပြင်းထန်စွာအရေးယူနိုင်ဖို့ KNDF အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောထားပါဗျ။ စစ်ကောင်စီတပ်ကငလီဘေးဒံတည်တဲ့ဒေသတွေမှာပြည်လဲထူထောင်ရေးလုပ်ငန်းကိုလှုပ်ဆောင်နိုင်ဖို့အပြစ်ခတ်ရက်စဲရေးကာလကိုကြီးညာထားပေမဲ့နိုင်ငံအနှံ့အပြားမှာနှီးမျိုးစုံနဲ့ပြည်သူလူထုတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေတဲ့အပေါ်မှာနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အရေးယူဆောင်ရွက်မှုတွေစစ်လက်နဲ့ပြစ်စီအထောက်ပတ်တွေတားဆီးရေးကိုဂျိုးပန်းဆောင်ရွက်ပေးဖို့ KNDF ကတိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာတော့ငလင်လောက်ခတ်ပြီးအပြစ်ရဲ့ကြေညာထားတဲ့မတ်လ28ရက်နေ့ကနေမေလ9ရက်နေ့အထိတိုင်းနဲ့ပြည်နယ်73ခုမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု383ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ330ကျော်သေဆုံးခဲ့က950ကျော်ဟာလည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့မနေ့ကမေလ17ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာအန်ယူဂျီပြောရေးဆိုခွင့်ရှိသူဦးနေဘုလတ်ကပြောဆိုသွားပါတယ်ဟန်ဆောင်မြို့နယ်မော်ချီဒေသမှာစတားလိဆက်တွေတင်းစီခံရမှုကိုကရီနီအမျိုးသားများကကွယ်ရေးသက် KNDF အနေနဲ့ပြင်းထန်စွာကက်ကွက်ကြောင်းထုတ်ပြန်ချက်အတုတဆောင်မနေ့ကမေလ23ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာပေါ်မှာပေါ်ထွက်လာပါတယ်။ KNDF လိုဂိုဒီဇိုင်းနဲ့အဲ့ဒီထုတ်ပြန်ချက်ဟာအတုသားဖြစ်တယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီထုတ်ပြန်ချက်ပါနော်အပုံစံမျိုးတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘိုကောင်တီနဲ့ရောကျွန်တော်တို့ဒီတော့ဟိုကွန်ဖမ်းပါနော်အဒီပူချက်ရတော့ဒီဟာကကျွန်တော်တို့ထုတ်တာမဟုတ်ဘူးပေါ့ကျွန်တော်တရားတရားအနေနဲ့ထုတ်ပြန်ထားတာမျိုးမဟုတ်ပါဘူးပေါ့ အဲ့ဒီထုတ်ပြန်စာထဲမှာတော့ Starlink Wi-Fi set သိမ်းဆီးတာဟာရှင်းလန်းစင်မူဝါဒနဲ့လွဲမားစွာတွင်ဖယ်နေတာကြောင့်ဘဲပုတ်ကိုအဖွဲစီပဲဖြစ်စေမျက်ွယ်ပြုတ်ပြီးနေမှာမဟုတ်ကြောင်းကိုလည်းပြောဆိုထားပါတယ်။အဲ့ဒီထုတ်ပြန်စာမှာလည်းရက်စွဲမပါတာကိုတွေ့ရပါတယ်။အခုလိုမျိုးထုတ်ပြန်ချက်အမှားဖြန့်ဝေမှုဟာ ပြည်သူနဲ့အဖွဲ့အစည်းချာမှရန်တိုက်ပေးနေတာဖြစ်သလိုစစ်ကောင်စီတပ်ရဲ့ဝါဒဖြန့်လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်နိုင်တယ်လို့မော်ချီဒေတာခန်တူကသူ့ရဲ့ထင်မြင်ချက်ကိုပြောပါတယ်မော်ချီဒေတာကတော့စစ်ကောင်စီကမကြာခဏလေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့်လုံခြုံရေးအခြေအနေအရ Starlink Internet တလားတတိပိတ်ထားဖို့အပါအဝင်တခြားညွှန်ကြားချက်9ချက်ပါတဲ့အမိတ်စာကိုလိုပွားခိုးခရိုင်ခရိုင်ပူပေါင်းအောက်ချုပ်ရေးကော်မတီက ဧပြီလ28ရက်နေ့မှာအမိတ်ထုတ်ပြန်ထားတာပါဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့ Greening ပြည်မှာတော့ Starlink အင်တာနက်ကိုအသုံးပြုပြီးတည်င်းအချက်လက်ရယူတာဆက်သွယ်မှုတွေကိုပြုလုပ်နေကြတာပဲဖြစ်ပါတယ်ပါဇော်မြွနယ်မော်ချီဒေတာတွင်တနင်္လာကို မနေ့ကမေလ23ရက်နေ့လယ်တနိုင်ကျော်အချိန်မှာစစ်ကောင်စီကလေကြောင်းကနေဘုံအလုံးကြီး6လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့် အရက်သား2ဦးထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပေမဲ့ Candrawati Time အနေနဲ့တော့တိကျအတိမပြုနိုင်သေးပါဘူး။လက်ရှိမော်ချီဒေသမှာတော့ Starlink Internet အသုံးပြုခွင့်ပိတ်ပင်ထားတာကြောင့်ထိခိုက်မှုအခြေအနေအပြည့်စီတွေကိုအတိပြုမေးမြန်းတာတွေပြုလုပ်ဖို့ခက်ခဲနေပါတယ်။မော်ချီဒေတာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အကြိမ်ကြီးဟာအခုတစ်ကြိမ်အပါအဝင်ဆိုရင်၅ကြိမ်ရှိနေပြီဖြစ်ပါတယ်။၂၀၂၅ခုနှစ်မတ်လ9ရက်နေ့မှာတစ်ကြိမ် ်ဧပြီလ24ရက်နေ့ကတကြင်ဧပြီလ26ရက်နေ့မှာတကြင်ပြီးခဲ့တဲ့မေလ10ရက်နေ့မှာတကြင်မနေ့ကမေလ13ရက်နေ့မှာတကြင်လီချောင်းကနေတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှု9ကြိမ်အတွင်းမှာတော့အရက်သား9ဦးထက်မနည်းတေဆုံးခဲ့ရပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိထားပါတယ်။ဒါအပြင်မနေ့ကမေလ23ရက်နေ့တရက်ထဲမှာပဲရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ် ကိုတိုင်းညောင်လင်းပေခရိုင်မုံမြွနဲ့မန္တလေးတိုင်းမိုးကုတ်မြွနဲ့စကိုင်းတိုင်းဝက်လက်မြွနဲ့ရွှေဘိုမြွနဲ့စတဲ့နေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တည်င်းဌာနတွေရဲ့တည်င်းရေးသားဖော်ပြချက်အရသိရပါတယ်စစ်ကောင်စီကမေလ30ရက်နေ့အထိတနိုင်ငံလုံးအတိုင်းအတာအနေနဲ့အပြစ်ခက်ရက်စဲရေးကိုကြီးညာထားပေမဲ့အခုရက်ပိုင်းအတွင်းမှာအရက်သားတည်ဆုံမှုတွေ ထိခိုက်ဒဏ်ရာရသူတွေများပြားစေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏလှုပ်ဆောင်နေတာကြောင့်လည်းအရက်သားပြည်သူတွေကစိုးရိမ်ထိုင်လန့်နေကြရပါတယ်။ ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အီလင်းဒေသလေလံတောင်ကျေးရွာအုပ်စုကတောင်ပို့ွယ်ကျေးရွာနဲ့ဟိုပန်နောက်ကျေးရွာအတွင်ကိုစစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင်ရောက်ပောက်ွဲခဲ့တာကြောင့်ဤအိမ်တလုံးနဲ့ဖုံကြီးချောင်းတိမှန်ပြက်စီးခဲ့ရတယ်လို့အီလင်းဒေသလူအခွင့်အရေးအဖွဲ့စီကသိရပါတယ်ပြီးခဲ့တဲ့မေလ12ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာဖဲခုံအခြေဆိုင်စစ်ကောင်စီတပ်ရင်းကနေပြီးလက်နက်ကြီး3ကြိမ်ပစ်ခတ်ခဲ့တာပါအ အဲ့ဒီပြစ်ခတ်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့နေအိမ်နဲ့ဖုံးကြီးချောင်းပျက်စီးသွားပါတယ်။စစ်ကောင်စီပြစ်ခတ်တဲ့လက်နက်ကြီး၃လုံးကပေါင်ဖို့ွယ်ကြီးရွာဖုံးတော်ကြီးချောင်းမှာတလုံး၊ကြီးရွာအပြင်ဖက်မှာတလုံးနဲ့ဟိုပန်နောက်ကြီးရွာမှာတလုံးချရောက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကတနင်္ဂနွေလုံးအတိုင်းအတာနဲ့အပြစ်ရဲ့ချင်းညာထားပေမဲ့အရက်သားတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးပြစ်ခတ်တာ နေအိမ်မီရှုတာလေးချောင်းတိုက်ခိုက်မှုပြုလုပ်တာစစ်ကြောင်းထူလာတွေကိုလှုပ်ဆောင်နေဆဲဖြစ်တယ်လို့တော်လရင်တပ်ဖွဲ့ဝင်တွေကပြောပါရယ်။ညောင်ရွှေမြို့နယ်အတွင်းမှာတော့ပြီးခဲ့တဲ့မေလ6ရက်နေ့ကတည်းကဆန့်ဆွဲကြေးရွာဖက်ကိုစစ်ကောင်စီကအင်အား200ကျော်နဲ့စစ်ကြောင်းထူလာပြီးတော်လရင်တပ်ဖွဲ့တွေနဲ့နှစ်ဖက်ထိတွေ့မှုဖြစ်ပွားနေတာပဲဖြစ်ပါရယ်။ဂရနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေခြင်းနာ တောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာ ပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။စင်ကနယ်ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ခြင်းနဲ့ဆိုရတော့ အပေါင်း66 85 88 114ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာလူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြစ်ကြားခြင်းနဲ့ဆိုရင် လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးပို့ဖြစ်ကြားနိုင်ပါတယ်ခင်ဗျာကတီအဖန်ကနေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မေလ15ရက်နေ့အတွက်မိုးလီဝါဒကြိုတင်ခန့်မှန်းချက်ကိုပြောပြပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းမှတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကန်ယိုတန်နဲ့မုတ်တမကွေးတို့မှာလေကအနောက်အနောက်မြောက်ဘက်မှတနင်္သာရီ10မိုင်ကနေ -10 ခန့်ထိတိုက်ခတ်နိုင်ပြီး လိုင်းအနည်းငယ်မှာအလိုင်းအတင်းတင်းရှိနိုင်ပါတယ်။ရခိုင်ကံယူတန်းနဲ့မြဝကျွန်းပေါ်ဒေသတို့မှာလေယာအနောက်အနောက်တောင်ဘက်ကနေတနအီ9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှာလိုင်းအတင်းတင်းရှိနိုင်ပါတယ်။မိုးအခြေအနေမှာနေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရအနှံ့ပြားမှာနေရဆိတ်ဆိတ်မှုထစ်ချုံရွာနိုင်ပြီးမကွေးတိုင်းမှာနေရဆိတ်ဆိတ်မှ နေရကြဲကြဲမှုထစ်ချုံရွာနိုင်ပါတယ်နေ့အပူချိန်များမှာမြန်မာနိုင်ငံသဝန်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါရှင်မင်းပြန်မီလ15ရက်နေ့အတွက်မိုးလေဝသကြိုတင်ခက်မှန်ချက်တွေကိုတော့များဥကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အိမ်နဲ့မကောပုံးဖို့ရ ဘုံခိုခြင်းတစ်ခုထဲမှာဘာတွေကိုဆောင်ထားပြီးဘာတွေကိုရှောင်ရှားရမလဲဘုံခိုခြင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ရှောင်ရွက်များအရေးပေါ်အခြေအနေတွေမှာဘုံခိုခြင်းတွေကိုအချိန်မီဝင်ရောက်ဘုံခိုနိုင်ဖို့မိသားစုဝင်တိုင်းစနစ်တကျကြိုတင်လေ့ကျင့်ထားဖို့လိုပါတယ်ဘုံခိုခြင်းနေရာကိုတောဖို့လမ်းကြောင်းကိုကြိုးပြီးရှင်းလင်းထားရမယ်နော် ဒီကြောင်းနဲ့လက်နေကြီး NRA ဒေသတရသတင်းပေးပို့ချက်တွေကိုအမြင်စောင့်ကြည့်နားထောင်ဖို့မမေ့နေနော်။ရေးဖို့လိုအပ်တဲ့အချိန်မှာသုံးနိုင်ဖို့အတွက်ရေးခါချောက်စောက်သုံးရေးဆေးဝါးပစ္စည်းတွေဥပမာအရက်ပြန်ပက်တီဂွန်ပလာစတာနဲ့အကိုက်ခေးပျောက်စင်းချင်းလင်းဆေးတွေထည့်ထားတဲ့အသက် KH တခုကိုပြင်ပြီးတော့အသက်ဆောင်ထားရမယ်နော်။အဝတ်အစားတချို့စောင်းဒါနနိုင်တယ်မင်း ိုလာဘက်ထရီသုံးဖုန်းနဲ့ဗီဒီယိုတွေကိုလည်းကျိုးဖို့အိတ်ထဲမှာအသက်ကြိုထည့်ထားရမယ်နော်။တက်ကြီးရွေအိုမတန်ဆုံးခလေးတငယ်နဲ့နာမကျန်းတဲ့မိသားစုဝင်တွေရှိရင်သူတို့အတွက်အလိုအပ်တဲ့ PC တွေကိုလည်းကြိုတင်ထုတ်ဖို့ထားရမယ်နော်။ဒီသားစုဝင်အချင်းချင်းစိတ်ပိုင်းဆိုင်ရာဖေးမအပင်မှုအမြင်မပြတ်ရှိရမယ်နော်။နဲနဲ့ကြီးဒီချောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာ ဘုံဖို့ကျင်းတဲကနဲ့အပြင်ကိုထွက်ကြည့်ရမျိုးလုံးဝလုံးဝမလုပ်ရဘူးနော်အားလုံးလုံးကျုံစိတ်ချရတဲ့အချိန်ကြမှာဘုံဖို့ကျင်းတဲကနဲ့ထွက်ရပါမယ်မိသားစုတိုင်းရှင်တန်ဖို့အိမ်ကမပေါ်ဘုံဖို့ဆို့ ာပါရှင်။သုတအပြပြအစီအစဉ်ကနေပြီး KTN Fan ပရိသတ်တွေကိုပြည့်လဲကျူဆူလိုက်ပါရယ်။ဒီနေ့ရဲ့သုတအပြပြအစီအစဉ်မှာတော့မုတ်တုံရာတီမှာတတိပြုတင်တီများဆိုတဲ့အကြောင်းကိုနားဆင်ကြရမှာပါ။ဒီအကြောင်းအရာကိုတော့ကျွန်မနဲ့အတူမော်ပဲမြာကပူပေါင်းတင်ဆက်ပေးသွားပါမယ်ရှင်။ကရနီပြည်မှာ2025ခုနှစ်မေလရဲ့မွေးရီချိန်ဟာ နေ့စဉ်ရွာသွင်းမိုးရိပ်ချေအထက်10မီလီမီတာတုံညတဒမ3လက်မမှ40မီလီမီတာတေဒမ9ခွန်လက်မအထိမိုးပိုရွာသွန်းနိုင်တယ်လို့ MM Weather Knowledge ကခန့်မှန်းထားပါတယ်ဒါအပြင်မေလ12ရက်မှ16ရက်နေ့အထိတပတ်အတွင်းမိုးထစ်ချုံရွာနိုင်ပြီးနောက်ဆက်တွဲရေလွှမ်းမိုးခြင်းနဲ့မြေပြိုခြင်းအန္တရာယ်တွေကိုသတိထားသင့်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းအသိပေးထုတ်ပြန်ထားပါတယ်။ မေလ17ရက်နေ့ကျိုသေးခက်မှန်ချက်အရလေဖိအားနယ်ရပ်ဝန်ဖြစ်လာနိုင်ပြီးဆက်လက်ရွေ့လျားနိုင်မဲ့လမ်းကြောင်းကအနောက်ဘက်ကိုပိုများနိုင်တယ်လို့အနောက်ဘင်္ဂလားပြည်လေကမ်းခြေကိုမေလ19ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ခက်မှန်ထားကြောင်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်လေဖြစ်အားနဲ့ရက်ဝန်ဒါမှမဟုတ်မုံတိုင်းတလုံးဖြစ်လာရင် မုံတိုင်းရွေ့လျားရာလမ်းကြောင်းရဲ့ညာဖက်ခြမ်းမှာရှိတဲ့မြန်မာနိုင်ငံမှာ မုံတိုင်းလေဖိအားနယ်ရက်ဝန်းအရှိတက်ရောက်မှုကပိုများနိုင်တယ်လို့ဆိုထားပါဗျ။အဲ့ဒီအကျိုးဆက်ကြောင့်မေလ14ရက်15ရက်နေ့ကနေမေလ19ရက်20ရက်နေ့တွေအထိမြန်မာနိုင်ငံအနှံ့အပြားမှာ နေရံကြဲကြဲကနေနေရံဆက်စိတ်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရပါဗျ။ မေလ16ရက်နေ့ညပိုင်းကစလို့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းပင်လယ်ပြင်မှာအားကောင်းတဲ့လေဖိအားနဲ့ရဲဝံတစ်ခုဖြစ်လာပြီးနောက်ရက်တွေမှာအားပိုကောင်းလာနိုင်တာတွေ့ရပါတယ်။ဒါကြောင့်မေလ16 18 19ရက်တွေမှာမြေဝကျွန်းပေါ်ကံရုံတန်းနဲ့ရခိုင်ကံရုံတန်းအနီးပင်လယ်ပြင်မှာလေတိုက်နှုန်းအမြင့်ဆုံးတနာယီမိုင်40နဲ့လိုင်းအမြင့်10ပေအထိအမြင့်ဆုံးဖြစ်လာနိုင်ကြောင်းတွေ့ရတယ်လို့ခန့်မှန်းထားပါတယ်။ ဟုတ်ပါတယ်လက်ရှိဒီမော့ဆိုအရှိဖက်ချန်ကရေချောင်းဘေးမှာနေထိုင်တဲ့ဆစ်ဆောင်စခန်းတနေရာမှာဆိုရင်မိုးရွာပြီးတဲ့နောက်ရေနောက်ကုန်တာကြောင့်တောက်တုံးကြီးအခက်ခဲနဲ့ရင်ဆိုင်နေရပါတယ်ဧပြီလ28ရက်နေ့ကလည်းဒီမော့ဆိုအနောက်ချန်ကဆစ်ဆောင်တနေရာမှာမိုးသည်ထန်စွာရွာသွန်းတာကြောင့်နောက်ဆက်သွဲအနေနဲ့တောင်ပေါ်ကနေကြောက်တုံးကြီးလိတ်ကျပြီးဆစ်ဆောင်နေအိမ်ပေါ်ကျရောက်ခဲ့တာကြောင့်အမျိုးသားတအူးထိမှန်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ် ပြီးခဲ့တဲ့ match လ23ရက်နေ့ကအချိန်အခါမဟုတ်မိုးရွာသွန်းတာနဲ့လေပြင်းတိုက်ခိုက်တာတွေကြောင့်ဒီမော့ဆိုအနောက်ခြမ်းမှာဆက်ဆောင်နေအိမ်၃၀လုံးဒေသခံတွေရဲ့နေအိမ်နဲ့တူလောင်ထားတဲ့စပါးတချို့ကလည်းပျက်စီးခဲ့ရပါသေးတယ်။ဒီလိုအဖြစ်အပျက်ဆိုးတွေကိုကိုယ်တိုင်သားစီလို့မရပေမဲ့ပုံမှန်ထုတ်လွှင့်တဲ့မိုးလေဝသတည်တဲ့နဲ့ကြိုတင်ကောက်ွယ်လို့ရတဲ့အသိပညာတွေကိုလိုက်နာဆောင်ရွက်ခြင်းအပြင်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုကြိုတင်ကောက်ွယ်နိုင်မှာဖြစ်ပါတယ်။ အခုလိုမုတ်တော့ရသည်မှာမိုးရွာသွန်းမှုကြောင့်ရေလွှမ်းမိုးမှုအန္တရာယ်တွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီအန္တရာယ်ကနေကင်းဝင်ဖို့ကြိုးသေးကာကွယ်တဲ့အနေနဲ့မြင်နေပိုင်းဒါမှမဟုတ်မြစ်ချောင်းစားတဲ့နေရာတွေမှာနေထိုင်ခဲ့မယ်ဆိုရင်တော့တခြားနေရာကိုရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ ရည်ကြီးနေစဉ်အတွင်းရုတ်တရက်ပြောင်းရွှေ့နိုင်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုအစင်သစ်ထုတ်ပိုးပြင်ဆင်ထားရပါမယ်။လက်နှိပ်တက်မီ၆သွေးတဲ့အစာအစာတောက်သုံးရီ၆သွေးတဲ့အဝတ်အစာအရေးကြီးတဲ့ဆာရွက်စာတန်းနဲ့မတ်ပုတ်တင်ဆေးဝါးတွေရှေးဦးသူနာပြုသစ်တာခိုင်ခန့်တဲ့ကျိုးတွေနဲ့ကလိုရင်းစတာတွေကိုရည်စုခန့်အိတ်တွေနဲ့ထုတ်ပိုးထားရမှာဖြစ်ပါတယ်။ဒါတွေအပြင်ရည်ကြီးရေရှင်တာကြောင့်ကူးဆက်ယောဂအတရေရှိတဲ့ဒီရေလိုင်းတွေ ဖန်ကွဲစတွေဒါမှမဟုတ်ကျူးပတ်နေတဲ့အပိုင်းအစတွေစတဲ့မမြင်နိုင်တဲ့အဒီရေတွေလည်းဖြစ်နိုင်ပါသေးတယ်။ဒါကြောင့်ရေနစ်တာအသက်အဒီရေကိုချိန်ချောက်တဲ့ဖြားနာတာနဲ့ထိခိုက်ပုံပတ်တာတွေကိုကာကွယ်နိုင်ဖို့ရေကြီးတဲ့နေရာမှာလမ်းလျှောက်သွားတာဒါမှမဟုတ်ရင်ကားဆိုင်ကယ်မောင်းတာတွေကိုလည်းရှောင်ကျဉ်သင့်ပါတယ်။ မုတ်တုတ်ကာလမှာမူလီဝတာခမှန်ချက်နဲ့တတိပိချက်တွေဒါမှမဟုတ်ဘေးလို့ရောက်ကိုရွှေ့ပြောင်းချင်းဆ ਾਇ ရကျညာချက်တွေကိုပါအမြဲတတိထားနာဆင်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကရင်နီပြည်သူပြည်သားတွေလည်းတဘာဝဘေးအပါအဝင်ဘေးအန္တရာယ်အတွေ့အကြုံကကင်းဝင်းကြပါစေရှင်။ ီနေ့ရဲ့သူတဖြာဖြာစီစဉ်မှာတော့မုတ်သုံးရာတီမှာသတိပြုတင့်တီများဆိုတဲ့အကြောင်းကိုမျှဝေပေးသွားခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ရဲ့သူတဖြာဖြာစီစဉ်မှာလည်းခီတင်းဖမ်နောက်ဆင်သူတွေအတွက်ဘလို့အကြောင်းရာတွေကိုထုတ်လွှင့်တင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်နောက်ဆင်ပေးကြပါအောင်ရှင်။နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်။ ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်းပါးတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM radio အစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တဲ့ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.ktnews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ဒါ့အပြင် Kanaraudithai ရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း တင်ဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ စင်းနှုံးတည်င်နိုင်ငံချောင်းွေလဲလဲနှုံးတည်င်တွေကိုပြက်လက်တင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့မီလာ၁၄ရက်နေ့ဖရူဆိုမြို့နယ်အနောက်ချမ်းဟိုယာကျေးရွာမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတည်င်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းွေလဲလဲနှုံးတည်င်တွေကိုစုစည်းတင်ဆက်ပေးသွားပါမယ်။ အခုအရင်ဆုံးတော့ဖရူဆိုမြို့နယ်အနောက်ချမ်းဟိုယာကျေးရွာမှာရောင်းချပေးနေတဲ့ကုံစိန်ကုံချောက်တွေရဲ့စေနှုန်းတွေကိုထုတ်လွှင့်ပေးသွားပါမယ်။တောများဦးကတင်ဆက်ပေးထားပါရရှင်။ဖရူဆိုမြို့နယ်အနောက်ချမ်းဟိုယာကျေးရွာမှာရောင်းချပေးနေတဲ့ကုံစိန်ကုံချောက် လူသုံးကုံပစ္စည်းရဲ့စေနှုန်းတွေမှာကတော့စံ25ဝိတ်တအိတ်ကိုတသိန်း3000ကျပ်ပဲစီအေးသူစာတပိတ်တာ တောင်း၈၀၀၀ချက်စစ်သွင်းဖြူတပိတ်တာတောင်းချက်စစ်သွင်းနီတပိတ်တာ၄၀၀၀ချက်ခရမ်းချင်းကြီးတပိတ်တာ၃၀၀၀ချက်အာလူးတပိတ်တာ၇၀၀၀ချက်ပေဒီတပိတ်တာတောင်းချက်ငရုတ်ဒီစိန်တပိတ်တာတောင်း၂၀၀၀ချက်ငရုတ်ဒီ၆မိုးမျော်ဒီတပိတ်တာ၂တောင်း၂၀၀၀ချက်ငရုတ်ဒီ၆ကလိုအော်ဒီတပိတ်တာ၄၀၀၀ချက်အတာတူးတပိတ်တာတောင်း၇၀၀၀ချက်ပဲနီလေးတပိတ်တာ၂တောင်းချက် ချက်ဥတကက်18000ချက်ငနီသူ6တပိတ်တာ93000ချက်ငါ6တပိတ်တာ13000ချက်အချိုမုတ်တပိတ်တာတစ်ထုပ်9000ချက်ကွန်တီတပိတ်တာ35000ချက်ကွနုဝါတပိတ်တာ9000ချက်အင်ကွန်တပိတ်တာ9500ချက်လက်ဖက်6တပိတ်တာ9600ချက်ပန်းမုံလာတပွင့်ကို2000ချက်ကနေ3000ချက် ကော်ဖီထုတ်တစ်လုံးကိုတထောင်ကျပ်ကနေနှစ်ထောင်ကျပ်ဈေးအတီးတီးရှိပါတယ်။အသားဈေးတွေဖြစ်တဲ့အမဲသားတပိတ်သား၄000ကျပ်၊ဝက်သားတပိတ်သား၄000ကျပ်ဈေးရှိပါတယ်။ဆက်သုံးစီဈေးကတော့ဓာတ်ဆီတလီတာ9000ကျပ်၊ဒီဇယ်တလီတာ9500ကျပ်ဈေးရှိတယ်လို့သိရပါတယ်။အခုပြောပြပေးသွားတဲ့ကုန်စည်နှုန်းနဲ့73စီစည်နှုန်းတွေဟာ မေလ14ရက်နေ့ရူဆိုမြို့နယ်အနောက်ချမ်းဟိုယာကျေးရွာမှာကောက်ယူထားတဲ့ဂုံစင်းနှုံးတွေပဲဖြစ်ပါတယ်။ဂုံစင်းနှုံးတွေနဲ့73စီစီနှုံးတွေဟာအချိန်နဲ့အမျှအပြောင်းလဲရှိနိုင်တယ်လို့ရောင်းချတဲ့ဈေးဆိုင်ပုံမူတည်ပြီးတော့လဲဈေးနှုံးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။မေလ14ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းွေလဲလဲနှုန်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ American dollar မှာတော့ dollar ကိုဒီနေ့ရဲ့ဝယ်ဈေးဟာ4350ကျပ်ဈေးရှိပြီးရောင်းဈေးမှာတော့4400ကျပ်ပေါက်ဈေးနဲ့ပြီးခဲ့တဲ့မေလ9ရက်နေ့ကတည်းက American dollar ဈေးငိန်နေပါတယ်။ Euro sterling မှာတော့တပေါင်ကို4865ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့4965ကျပ်ပေါက်ဈေးနဲ့ဒီနေ့မှာဈေးအနည်းငယ်တက်လာပါတယ်။ မနေ့ကမေလ23ရက်နေ့ယူရိုစတာလင်တပောင်းဝယ်ဈေးဟာ4845ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။စင်ကာပူဒေါ်လာမှာတော့ဒေါ်လာကိုဒီနေ့ရဲ့ဝယ်ဈေးဟာ3330ကျပ်ပေါက်ဈေးရှိပြီးရောင်းဈေးမှာတော့3380ကျပ်ပေါင်စင်းနဲ့ဒီနေ့မှာဈေးအနည်းငယ်ပြန်တက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွင်မှာတော့စင်ကာပူဒေါ်လာဝယ်ဈေးဟာဒေါ်လာကို3320ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ ထိုင်းတပတ်မှာတော့130ဒသမ9ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့133ဒသမ33ချက်ပေါက်ဈေးနဲ့ပြီးခဲ့တဲ့မေလ10ရက်နေ့ကစပြီးထိုင်းဘက်ပေါက်ဈေးငိန်နေတာကိုတွေ့ရပါတယ်။ဂျပန်တယန်းမှာတော့ဝယ်ဈေး29ဒသမ54ချက်ပေါက်ဈေးရှိပြီးရောင်းဈေးမှာတော့30ဒသမ33ချက်ပေါက်ဈေးနဲ့ဒီနှစ်မှာပဲဂျပန်ယန်ဈေးနှုန်းအနည်းငယ်ပြန်သက်လာပါတယ်။မနေ့ကမေလ17ရက်နေ့ဂျပန်တယန်းဝယ်ဈေးဟာ 29.5နှစ်ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။မလေးရှားရင်းကစ်မှာတော့တရင်းကစ်ကို1030ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့1025ကျပ်ပေါက်ဈေးနဲ့မလေးရှားရင်းကစ်ဟာလည်းဒီနှစ်မှာပဲဈေးအနည်းငယ်တက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့မလေးရှားရင်းကစ်ပေါက်ဈေးဟာ1005ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ တရုတ်တရွံမှာတော့ဒီနေ့ရဲ့ဝယ်ဈေးဟာ603ကျပ်ဈေးရှိပြီးရောင်ဈေးမှာတော့635ကျပ်ပေါင်ဈေးနဲ့ဒီနေ့မှာပဲဈေးအနည်းငယ်ကျသွားပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့တရုတ်တရွံဝယ်ဈေးဟာ606ကျပ်ပေါင်ဈေးရှိနေခဲ့ပါတယ်။ကိုရီးယားဝယ်ဈေးမှာတော့တဝမ်ကိုမြန်မာကျပ်ငွေ3.39ကျပ်ဝယ်ဈေးရှိပြီးရောင်ဈေးမှာတော့3.34ကျပ်ပေါက်ဈေးရှိနေပါတယ်။မနေ့ကမေလ13ရက်နေ့ကိုရီးယားဝမ်ဝယ်ဈေးဟာ 3.39ကျပ်ပေါက်ဈေးရှိနေခဲ့ပါတယ်။အခုပြောပြပေးသွားတဲ့နိုင်ငံချားငွေအလဲလဲနှုန်းတွေဟာမီလ14ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချားငွေအလဲလဲနှုန်းတွေကိုစုစည်းပြောပြပေးခဲ့တာပါ။ ငွေစည်းနှုန်းတွေဟာအကောင့်အချင်းချင်းလွဲပြားမှုနေရာဒေသကွဲပြားမှုအရွက်ရောင်းဝယ်မှုအရာ ပေါက်စီကွာဟမှုအနှဲငယ်ရှိနိုင်သလိုအချိန်နဲ့အမျှအပြောင်းလည်းရှိနိုင်ပါတယ်။မီလာ၁၄ရက်နေ့ပရူဆိုမြို့နယ်အနောက်ချမ်းဟိုယာကျေးရွာမှာရောင်းချပေးနေတဲ့ကုန်စည်းနှုန်းတည်င်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချားငွေလေလေနှုန်းတည်င်တွေကိုစုစည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ GNP အတွင်ဖြစ်ပျက်နေတဲ့သတင်းတွေဆောင်းပါးတွေကို Canada The Times application မှာ တစုတစည်းတည်းဖတ်ရှုလို့ရပါပြီ GNP သတင်းတွေဖတ်သတင်းဗီဒီယိုတွေကြည့်ရင်လည်း GNP တွင်စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေကိုကူညီနိုင်မှာဖြစ်ပါတယ် Canada The Times application ကို download ဆွဲပြီး website စာမျက်နှာတွေနဲ့ YouTube channel ကသတင်းဆောင်းပါးဗီဒီယိုတွေကိုတနေ့အထက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ် website YouTube နဲ့ application ကရလာတဲ့ဝင်ငွေတွေကို ဂရီနီပြည်တွင်းဒုက္ခရောက်နေကြတဲ့ပြည်သူလူထုအတွက်ပြန်လည်ပေးပို့ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ။ မေလ14ရက်နေ့အတွင်း KTN Fan မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်ပေးခဲ့တာပါ KTN Fan ကိုနားဆင်ခဲ့ကြတဲ့တူချင်းစီကိုကျေးဇူးတင်ပါတယ် KTN Fan မနာတော့တဲ့ဆင်သူများနဲ့ Greening ပြည်သူပြည်သားများအားလုံးဘင်းကင်းလုံခြုံကြပါစေရှင်ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမအမောညားမကတာဝန်ယူတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်